္ဂလာပါ။2025ခုနှစ်ဇွန်လ17ရက်အတွက်ဘာမာ briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးတေဆုံးပြီး2ဦးအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်း။အိုးဘိုအချင်းတောင်မှာနိုင်ငံရေးအချင်းသူတို့ဆေးဝါးကုသခွင့်များလို့တေဆုံးတယ်ဆိုတဲ့သတင်း။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေရှိရာနေရာတွေကိုအစ္စရေးစတင်တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေပါဝင်အခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကစစ်တဲဝ6အနောက်ဘက်ကန်အနီးမှာဖျက်တိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးတဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့မနက်ပိုင်းမှာဖြစ်ခဲ့တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကလက်နက်ခဲရဲနဲ့စစ်သုံးဆောင်ပစ္စည်းတချို့တင်စီရရှိခဲ့တယ်လို့တောင်တာမြို့နယ်ပကဖအဖွဲ့ကဓာတ်ပုံနဲ့တကွာထုတ်ပြန်ထားပါတယ်။လက်ရှိမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကိုမိတချို့ပြီးအရှင်ဖမ်းမိထားသူကိုတော့တောင်တာပကဖဘက်ကစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းအိုးဖို့အချင်းတောင်မှာနိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမှာတော်မြင့်မြင့်တန်းဟာ အချိန်မီစေဝါကုသခွင့်မရခဲ့တဲ့အတွက်မေလ9ရက်နေ့မှာတည်ဆုံခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသူများဖွဲ့ WOPP ကဇွန်လ13ရက်မှာထုတ်ပြန်ထားပါတယ်။ဒေါ်မင်းမြင့်တန်းဟာထောင်တွင်းမှာ TV ယောဂခံစားနေရတဲ့အတွက်ပြင်ပစေယုံမှာစေဝါကုသခွင့်တောင်းခံခဲ့ပေမဲ့ကုသခွင့်မပေးခဲ့ဘူးလို့ထုတ်ပြန်ချက်မှာပါပါတယ်။တော်မင်းမြတန်ကိုထောင်တွင်းစေယုံမှာဓမ္မရိုက်စစ်ဆေးကြည့်ခဲ့ပြီးအဆုတ်တချမ်းပြက်စီးနေတဲ့အတွက် ပြင်ပစေုံမှာကုသဖို့ထောင်ဆရာဝန်ကလွှဲပြောင်းခဲ့ပေမယ့်ထောင်အာဏာပိုင်တွေကကုသဖို့ခွင့်မပြုပေးခဲ့ဘူးလို့ဆိုပါတယ်။သူကိုယောဂအခြေအနေပုံမှုဆိုးရလာပြီးသွေးတွေအန်ချိန်အသက်သေဆုံးခံနေမှသာထောင်အာဏာပိုင်တွေက ပြင်ပမှာစေကုသခွင့်ပြုခဲ့တဲ့အတွက်အခုလိုသေဆုံးရတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါပါတယ်။စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်တွေထဲမှာစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိခြင်းစေကုသခွင့်တောင်းခံပေမဲ့ကုသခွင့်မပေးခဲ့တဲ့အတွက်နိုင်ငံရေးအကျဉ်းသား ချင်းသူတွေပါဝင်အချင်းကြခံနေရသူတွေဟာ ကုဆတ်ယောဂဖြစ်ပေါ်လာတဲ့မူလယောဂအခြေအနေပုံမဆိုးရလာတာတွေဖြစ်ပေါ်ပြီးအသက်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ CDM ကျောင်းဆရာမဒေါ်မြင့်မြတ်တန်ဟာ Bright Future Federal School မှာစာသင်ကြပေးခဲ့တဲ့အတွက်2023ခုနှစ်ဇူလိုင်လအတွင်းမှာဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်။လာမယ့်တစ်ပတ်အတွင်းရေကြီးရေရှမ်းမှုနဲ့ ကမ်းပြူမေပြူမှုတွေဖြစ်နိုင်တယ်လို့ NUG 3ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။လာမယ့်တစ်ပတ်အတွင်းလေပြင်းရနဲ့ရဝန်ဖြစ်ပေါ်နိုင်ပြီးမြန်မာနိုင်ငံအထက်ပိုင်းမှာမိုးဆက်လက်ရွာသွန်းနိုင်တဲ့အတွက်ရေကြီးရေလျှံမှုနဲ့ကမ်းပြူမေပြူမှုတွေကိုသတိပြုကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ကမိုးလေဝသအခြေအနေအထူးသတိပေးချက်အနေနဲ့ဒီနှစ်ဇွန်လ13ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။မြစ်ချောင်းတွေမှာရေကြီးရေလျှံတာတွေဖြစ်ပေါ်နိုင်တယ်လို့ကမ်းပါတလျှောက်ရှိ10နဲ့ ရေလောင်တမန်တွေအနည်းကမြို့ရွာတွေအနည်းနဲ့ရုတ်တရက်ရွေလွှမ်းမိုးမှုဘေးတွေကိုကြိုတင်ရှောင်ရှားနိုင်ဖို့မိုးလေဝသသတင်းတွေကိုအထူးသတိပြုနားထောင်ကြဖို့သတိပေးထားပါတယ်။ထုတ်ပြန်ချက်ထဲမှာနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်တွေအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရီမှာတိမ်အထင်အင့်မှတိမ်ထူထပ်နေပြီးမုတ်တုံလီအာကောင်းရာမှာအားအလုံးကောင်းနေတယ်လို့ဆိုပါတယ်။ ုံတိုင်းဆဲပါဝင်တဲ့လေစီးကြောင်းတွေကြောင့်လာမယ်ဇွန်လ22ရက်ခန့်မှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဒေဖီအားနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။အီရန်ရဲ့နျူကလ ియర్ စီမံကိန်းတွေရှိရာနေရာကိုအစ္စရေးစတင်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေရှိရာ မြို့တော်တီဟီရန်ကနေရာတွေကိုပိတ်မှတ်ထားပြီးဇွန်လ17ရက်မနက်အစောပိုင်းမှာစတင်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အီရန်ရဲ့မြို့တော်တီဟီရန်အပါအဝင်နိုင်ငံအနှံ့မှာပောက်ကွဲသံတွေကြားနေရတယ်လို့မြို့ခံတွေကပြောခဲ့ပြီးနန်တက်နျူကလ িয়ার ဆက်ရုပ်ကိုအချိန်ပေါင်းများစွာထိမှန်ခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာကဆိုပါတယ်။တိုက်ခိုက်မှုတွင်အီရန်စစ်တပ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘက်ဟီရီနဲ့ ော်လာရေးအဆောင်တက် IRGC ကောင်းဆောင်ဖိုးစိန်ဆာလာမီအပါအဝင်နျူကလ িয়ার ပညာရှင်တွေတည်ဆောက်ခဲ့ရတယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်ခံရမှုအပြီးမှာအီရန်ကလက်တုပ်ပြန်တဲ့အနေနဲ့ဒရုန်းအဆင့်တရာကျော်အသုံးပြုပြီးအစ္စရေးဘက်ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်ကတော့၎င်းတို့အနေနဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတဲ့အကြောင်းပြောဆိုထားပါတယ်။ င်ကြီးကခီးတဲ့တင်လေးရင် ပြတ်ကြမှုတဦးသာအသက်ရှင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်။အဲအိန္ဒိယခီးတဲ့လေးရင်ပြတ်ကြမှုမှာလိုက်ပါသူ240ကျော်တိဆုံးကအိန္ဒိယနယ်ပေါ်ပြုတိန်နိုင်ငံသားတဦးသာအသက်ရှင်ချင်ရခဲ့ပြီးဆေးရုံမှာကုသမှုခံယူနေရလို့ဒီကြောင်းလိုင်းကအတည်ပြုပါတယ်။အရေးပေါ်ထွက်ပေါက်နာက ထိုင်ကုန်အမှတ် 11A မှာရှိနေခဲ့တဲ့အသက်40ရွယ် Facebook ကူမာရမတ်ဟာဒီဖြစ်စိုးကြီးကနေလွတ်မြောက်ပြီးမီဒီယာတွေနဲ့အင်တာဗျူးဖြစ်နိုင်နေခဲ့တယ်လို့သိရပါဗျ။ လေရင်ဟာလူနေရက်ွက်ထဲကိုပြတ်ကျခဲ့တာဖြစ်တဲ့အတွက်မြေပြင်မှာပါထိခိုက်တေဆုံးသူတွေရှိနိုင်တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူနဲ့တေဆုံးသူအရေအတွက်အတိအကျမသိရှိရသေးကြောင်းရက်တက်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အိန္ဒိယနိုင်ငံအနောက်ပိုင်းအမဒါဘတ်မြို့ကနေလန်ဒန်ကိုထွက်ခွာခဲ့တဲ့ Boring 787လေယာဉ်ဟာပြန်တက်ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲ၄စိတ်နာကစေကောလိပ်အဆောင်ဘုံကိုပြတ်ကျခဲ့တာပါ။